မေရိကန်မိမေလုံခြုံရေးဝန်ကြီးဌာန DHS ကဝန်ကြီးခရစ်စတီနုံနဲ့တခြားအရာရှိတွေအသုံးပြုဖို့အတွက် private jet ကိုပိုင် jet လေယာဉ်နှစ်စင်းဝယ်ယူခဲ့တဲ့ကိစ္စအပေါ်လွတ်တော်မှတ်တင်တဲ့အမေရိကန်နိုင်ငံရေးသုံးသပ်သူတွေကဝေဖန်ပြောဆိုနေကြပါတယ်။အမေရိကန်ဒေါ်လာတန်190ကနေတန်100အကြာကုန်ကြမဲ့ဒီ Gulfstream G700 အမျိုးအစား jet လေယာဉ်နှစ်စင်းမှာဒဇင်းကဝန်ကြီးခရစ်စတီနုံအသုံးပြုဖို့အတွက်ဖြစ်ပြီးကြံဒဇင်းကတော့ ဝန်ကြီးဌာနအတွင်းကတခြားအရာရှိတဲ့အသုံးပြုဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာလိုအပ်ရင်ဝန်ကြီးခရစ်စတီနိုအသုံးပြုဖို့ private jet ရှိနေပြီဖြစ်တာကြောင့်အခုလိုလေရင်အသစ်ထပ်မံဝယ်ယူတဲ့အပေါ်ဝေဖန်ပြောဆိုနေကြတာပါ။အထူးသဖြင့်တော့အစိုးရလက်ပတ်ဖို့ budget အသုံးစရိတ်မရှိတဲ့အခုလို ကာလမှာဝယ်ယူတဲ့အပေါ်အမျက်ထွက်နေကြတာပါ။ ။ဝန်ကြီးဌာနအတွက်ဒီဂျက်လီရင်တွေတာဝန်ခံဝယ်ယူပေးခဲ့တဲ့ကန်းကျေဆောင်တပ်ကိုစကတ်ကတော့လက်ရှိဝန်ကြီးအုံပြုနေတဲ့ဝန်ကြီးဌာနပိုင်းဂျက်လီရင်ဟာအနည်း20ကျလာပြီဖြစ်တာကြောင့်လေရင်အစ်စ်နဲ့လဲလှယ်ခြင်းဖြစ်ကြောင်းဝေဖန်မှုတွေကိုပြန်လည်ခြေပပြောဆိုထားပါတယ်ဒီမိုကရက်အမတ်တွေကတော့ဒါဟာအကျင့်ပြက်ချစားတဲ့လို့ရအဖြစ်ဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ